အဆိုတော်ချမ်းချမ်းဟာဖုံးတိုက်နဲ့ရခဲ့တဲ့သူ့ရဲ့တမိကြီးဖြစ်သူမြန်မိုးခင်ခါကိုခရိယံအခေတွတ်သွင်းတဲ့ဘာသာရေးပွဲလုပ်ခဲ့တာကိုသူ့ရဲ့အကောင့်ကနေတင်လာတာနဲ့ပတ်သက်ပြီးဝေဖန်မှုအမျိုးမျိုးထွက်ပေါ်နေပါတယ်။ တချို့တွေကတော့ဖထွေးဖြစ်သူကတွတ်သွင်းခိုင်းတာထင်တယ်လို့ပြောကြပေမဲ့တကယ်တမ်းချမ်းချမ်းကိုတန်းကခရီးရန်ဖြစ်တဲ့အတွက် မိခင်ဘာသာကိုကိုးကွယ်တာကောင်းပါတယ်လို့ပြန်လည်ခြေပေးကြပါတယ်တကယ်ပဲချမ်းချမ်းဟာခရိယန်ဖြစ်တယ်ဆိုရင်သူ့ရဲ့အောင်မြင်ခဲ့တဲ့ဓမ္မပုစာတေရခိုင်အကားငန့်ဗုဒ္ဓဘာသာအထွတ်အမြတ်ထာယာရွှေတိကုံပုံတော်ကိုသူ့ရဲ့ Facebook profile မှာဘာလို့ထားလဲလို့ဝေဖန်တဲ့သူတွေကစိုကြပြန်ပါသေးတယ်။ တမီးကြီးထစ်သူမြမိုးကင်ခါရဲ့အဖေခစ်သူဘုံတိုက်ကတော့သူတို့တမီးလေးကိုအခုလိုသူ့ကိုအတိမပေးပဲလောက်လိုက်တာနဲ့ပတ်သက်ပြီးခလေးကိုចောင်းစရိတ်လက်ဆင်လဲထောက်ပံ့နေတယ်။နင်းစားကျင်တဲ့အစားတောက်တွေလည်းမကြသေးခင်ကလည်းပို့ပေးနေတယ်။ခလေးနဲ့ပတ်သက်ပြီးနင်းနဲ့ငါမကြမကြ Messenger မှာဖျောက်ဖြစ်တယ်။အခုတမီးလေးကိုဘာသာရေးသွက်သွင်းတာကိုတော့ဖက်ခင်တယောက်ကိုတော့အတိပေးတင်ပါတယ်။ခလေးအရွယ်ရောက်မှသူကိုကိုယ်ချင်းရဲ့ဘာသာကိုကိုယ်ွယ်ဖို့ပြောပြတာအခုလိုအခမ်းအနားနဲ့လုပ်တာကဘာလို့လဲ။အရေးမကြီး းဘူးဆိုအခမ်းအနားနဲ့လုပ်ပါမလားခလေးအရွယ်ရောက်မှဘဲဘာသာနေနေကိုးကွယ်ပါစေနေတုံးကလည်းငါချက်ချောင်းတွေလိုက်ပို့ခဲ့တာပဲငါဘာသာရေးအစွန်ရောက်သူမဟုတ်ပါဘူးဒါပေမဲ့အဖေတယောက်ကတော့အတိပဲတင်တယ်ဆိုပြီးပြောခဲ့တာပါဒီလိုဇလန်းမျိုးတွေဟာအများကြီးဖြစ်နေကြဇလန်းတွေပါအတိကကကို့အိမ်ထုံးဖက်အပေါ်မဖောက်ပြန်ဖို့အရေးကြီးတယ်လို့လင်မယားမထီခင်ကတဲ့ကဘာသာတရားအတိုင်းအဝိုင်းကွာခြားမှုမရှိတဲ့သူတွေဖြစ်ဖို့အရေးကြီးကြောင်းပြောပြနေတဲ့ဇလန်းတပုတ်လို့ဆိုရမှာပါရှင်